အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ ChatGPT ကိုသုံးပြီးတော့ license ပုံလောက်တဲ့နည်းလေးကိုပြောပြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်နှုတ်ထမ်းမှာမှတ်ထားတဲ့ပုံရှိရယ်ဗျအဲ့ဒီပုံကိုကျွန်တော် description မှာချပေးမယ်เนาะခင်ဗျားတို့လည်းအဲ့ copy ခု copy ခုပြီးတော့နှုတ်ထမ်းမှာအဲ့လိုမျိုးမှတ်ထားပါဗျအသုံးလုပ်တဲ့ချိန်ကျတော့သုံးလို့ရတယ် ChatGPT ကိုသွားမယ်အပေါင်းလေးကိုနှိပ်ဖိုတိုဆိုတာကိုနှိပ်နှိပ်ပြီးတော့ကျွန်တော်တို့လုတ်ချင်တဲ့ပုံလေးကိုရွေးလိုက်ပါ ရွေးပြီးသွားရင်စောနာကော်ပီကူးလာတဲ့ပုံလေးကိုဒီနေရာမှာပေးချမယ်။ Okay ပေးချပြီးရင်ဝက်ဆက်ကိုစောင့်အောင်ဝယ်ရ။ခဏလေးပဲကြာနော်ခဏလေးအတွင်းမှာကိုကျွန်တော်လိုချင်တဲ့ပုံတစ်ပုံထွက်လာလိမ့်မယ်။အရင်တော့ကတော့ Photoshop ရေးပိုင်းနဲ့လောက်ရတာအရန်ခက်တယ်ကွာအရန်လည်းကြာရယ်ပေါ့နော်စိုင်းနေပိုင်းတော့လောက်ခုကကိုဘာဒီကိုဖုန်းလေးတစ်လုံးနဲ့တင်ဒီ ChatGPT တော့ဝင်ပြီးတော့ပုံလေးတစ်ခုနဲ့တင်ဟိုဒီလိုမျိုးတန့်ထုတ်ပြီးတော့ AI နဲ့ဆွမ်းအားအရန်ကိုကြောက်ဖို့လဲကောင်းလာရဲ့ကွာအရန်လဲပါဝါဖူးဖြစ်လာရဲ့ကွာကျွန်တော်တို့နေ့စဉ်ဘဝထဲမှာဒီ AI ကိုအသုံးပြုပြီးတော့ဘယ်လိုမျိုးအသုံးချမလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းလေ့လာနေရမှာပေါ့နော်ကိုယ်ပုံကနှစ်ပုံလုံးပြည့်ရဲ့ကွာသူကပုံတင်းနဲ့ပုံနှစ်နဲ့ဘယ်ပုံကြိုက်လဲပေါ့အဲ့လိုမျိုးပြင်ပါဗျာโอเคခဏလေးစောင့်ပါ ကဲဒီလိုမျိုးပေါ်နေရဘယ်ရရလဲဆိုကျွန်တော်လဲရှောက်ဆန်းဆန်းနေတာဗောနောနောက်ဆုံးရတာဗောနောရှားရဖွေရတယ်ကျွန်တော်တို့မိတ်ဆွေတွေလွယ်တကူသုံးလို့ရအောင်ဆိုကျွန်တော်ကဒီမှာ ready made တန့်ပြတာဗျဒီပုံထက်လိုက်ဒီပုံထက်လိုက်ဆိုပြီးတန့်ပြဘူးเนาะကျွန်တော်အနေနဲ့ကတော့မလွယ်ဘူးအမျိုးမျိုးလိုက်ရှာရတယ်နေရာစုံနဲ့လိုက်ရှာရတယ်အဲကျူရိုတွေလိုက်ကြည့်ရတယ်ဒီပုံနှစ်ပုံမှာဆိုရင်ကျွန်တော်က number 2ကိုပို့ကြိုက်တယ်ဗျเนาะအဲ့တော့ number 2ကိုကျွန်တော်ကြိုက်တယ်ဆိုရွေးပြလိုက်မယ် ရွှေပေးပြီးရောတစ်ချက်ထောက်ကြည့်အောင်ဟာအရင်စင်ပြီနော်တော်တော်လေးလက်တန်းပြန်လာ Okay ဒီပုံလေးကိုကျွန်တော်အခု YouTube profile ထားအောင်မလား Okay ဒီပုံလေးကိုကျွန်တော် YouTube profile ပြောင်းထားလိုက်မှာဗျာအရင်အောင်တဘောကြပါလို့နော်